ဂျိုရှွာဘန်ကတော့ UFC မှာစံချိန်သစ်တစ်ခုကိုထပ်ပြီးတော့တင်လိုက်ပါအားလုံးပဲမင်္ဂလာပါဗျမာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါဂျိုရှွာဖန်ကတော့ UFC မှာဆိုလို့ရှိရင်စံချိန်သစ်တစ်ခုကိုထပ်ပြီးတော့တင်နိုင်လိုက်ပြီပေါ့နော်။အေးစံချိန်ကဘာလဲဆိုတော့ UFC မှာဒီ significant strike ပေါ့နော်ကျွန်တော်တို့ပြင်းပြင်းထန်ထန်ထိရထိချက်950ကို9ပွဲအတွင်းမှာရယူနိုင်တဲ့အမြန်ဆုံးစံချိန်ဖြစ်ပါတယ်။သူနဲ့တူတူဒီစံချိန်ကိုတင်ထားတဲ့ကစားသမားက UFC အမျိုးသမီး strawweight တန်းချန်ပီယံဟောင်းဂျိုအာနာဖြစ်ပါပြောရမှာဂျိုရှော့ဖန်ကဒါ UFC မှာဆိုလို့ရှိရင်ဒီလက်သီးနဲ့ပတ်သက်ပြီးတော့စံချင်းကြီးတောက်လျှောက်တင်နေတဲ့ကစားသမားလို့ပြောလို့ရတယ်အစောပိုင်းတော့ကလည်းသူ့ရဲ့ဒီနှသီးထိချက်တိကျမှုပိုင်းမှာဆိုလို့ရှိရင်လုံးဝထိတ်ဆုံးနေရမှာရှိနေပြီးတော့အခုဆိုလို့ရှိရင်လည်းဒါထိချက်ပေါင်းကျွန်တော်တို့950ကိုပထမ9ပွဲအတွင်းမှာရယူနိုင်တဲ့စံချင်းအစ်ကိုတင်ထားဒီ significant strike နေရာမှာထိတ်ဆုံးမှာရှိနေတဲ့ကစားသမားကတော့ မတ်ဆောလဝေးဖြစ်ပါမတ်ဆောလဝေးကလက်သီးပေါင်း၃000ကျော်လောက်ကိုဒါပြိုင်ဘက်တွေကိုထိအောင်လို့ထိုးထားရပါတော့ဒါပေမဲ့မတ်ဆောလဝေးကဒါသူ့အနေနဲ့ကနည်းနည်းလေးဂျိုရှော့ဖန်တက်စားလို့ရှင်တော့ပွဲတွေကဒါ30ကျော်ထိုးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ rate အရတော့တိတ်အရင်ကြီးတော့မခွာဘူးလို့ပြောလို့ရတယ်ဂျိုရှော့ဖန်သာတကယ်လို့ပွဲ30 40လောက်ထိ UFC မှာထိုးပြသွားတယ်ဆိုလို့ရှင်တော့ဒီစံချိန်ကိုဆက်ပြီးတော့ချိုးနိုင်မယ်လို့တော့ကျွန်တော်တော့မြင်ပါဂျိုရှော့ဖန်ကဘာလို့ဒီလိုမျိုးစံချိန်တွေအဓိကတင်ရလဲဆိုတော့ ူ့ရဲ့တော်တော်လေးကိုဒီကြည်ကြည်နဲ့နဲ့နဲ့ကစားနိုင်တဲ့ပေါင်စင်စွမ်းရင်ကြောင့်ဒါမဲ့နောက်တစ်ခုရှိတာကဂျိုရှော့ဗန်မှာအလဲထိုးနိုင်တဲ့ပါဝါမရှိရလဲပါပါဥပမာပြကျွန်တော်တို့အလဲထိုးနိုင်တဲ့ပါဝါရှိရကစားသမားတွေဆိုလို့ရှိရင်အလဲထိုးလိုက်ပြီဆိုလို့ရှိရင်ပွဲကပြီးသွားပြီပြီးသွားတဲ့အတွက်ကြောင့်မလို့နောက်ထပ်ဒီ significant strike တွေထပ်ပြီးတော့ရရမရှိတော့မတ်ဆော်လိုဝေးနဲ့ဂျိုရှော့ဗန်နဲ့တူညီတဲ့အချက်တွေကဘာတွေလဲဆိုတော့အဓိကအားဖြင့်မတ်ဆော်လိုဝေးဆိုလို့ရှိရင်ပေါင်စင်စကေးကောင်းတယ် volume များများနဲ့ထိုးတယ်။ဒါပေမဲ့တစ်ချက်တည်းနဲ့အလဲထိုးပါဝါရှိတာဆိုတော့အဲ့လောက်ကြီးတော့မရှိဘူး။ဒီတော့ချက်မလို့သူ့ပွဲတွေကအများဆုံးအဖြစ်တာ၅ချီလောက်ထိသွားတာများတဲ့အချိန်မှာသူတို့ရဲ့ဒီ significant strike ပမာဏကလည်းမြင့်တက်လာတာဖြစ်ပါဒါကြောင့်မလို့လေဒါဟိုတလောရောကဆိုလို့ရှိရင်ဒါဂျိုရှွာဘန်ကပြောတယ်ပေါ့နော်သူ့ကိုသူ့ရဲ့နီးပြားဖွဲ့ဝင်တွေကဒစီရှင် fighter ဆိုပြီးတော့စကြရပေါ့နော်ဒစီရှင်ရောက်မှပဲဒါအမှန်ဆုံးပြရောက်မှပဲနိုင်တဲ့ကစားသမားဆိုပြီးတော့စကြဘာလို့လဲဆိုတော့အလဲထိုးပါဝါနည်းနည်းနေလို့ ချိုချော်ပန်က UFC မှာကစားခဲ့တဲ့ခုနှစ်ပွဲမှာ6ပွဲနိုင်ပြီးတော့တပွဲရှုံးလာတယ်။ပြီးတော့ A နိုင်နဲ့6ပွဲမှာမှကျွန်တော်တို့ဒီတပွဲကိုအလဲထိုးနဲ့နိုင်ရထားတာဖြစ်ပါ။ဂျန်တဲ့6ပွဲလုံးကတော့ဒါအမှတ်ထိဂျန်တဲ့5ပွဲလုံးကတော့အမှတ်ထိရောက်ထားတဲ့အနေထားပေါ့နော်။ဒီတော့ကြောင့်မလို့သူ့အနေနဲ့ဒီ significant strike ပိုင်းမှာဆိုရင်950လောက်ထိရတာပြောမယ်ဆိုလို့ရှင်များတပွဲကိုပြန်မြအဲဒါထားမအောင်130နှုံးလောက်ပေါ့နော်130နှုံးလောက်ပြီးလို့ရှိရင်3ကြီးသွားတဲ့အတွက်ကြောင့်မလို့ တချီ5မိနစ်တချီမှာဆိုရင်ဂျိုရှောဖန်ကလက်သီးကို ပြန်ပြ35လုံးအလုံး40လောက်ထိုးတော့ပြောရင်ဂျိုရှောဖန်ရှေ့မှာယက်နေရဆိုလို့ရှင်ဗျာကျွန်တော်တို့5မိနစ်ယက်နေရဆိုလို့ရှင်လက်သီး35လုံးအလုံး40လောက်ထိုးခံရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုထိုးချက်များတဲ့ကစားသမားလို့ပြောလို့ရတယ်အဲ့ဒါအောင်မှာထပ်ပြီးတော့ခွဲချမ်းစိတ်ချာကြည့်လိုက်မယ်ဆိုလို့ရှင်ထားပါအောင်5မိနစ်ကိုလက်သီးအလုံး40ဆိုလို့ရှင် ပြန်ပြ10မိနစ်ကိုလက်သီး7လုံးလောက်ထွက်ပါ လက်သီးရှင်လုံးလောင်ထွက်တဲ့အတွက်ကြောင့်မလို့ပြောရင်၈၀စက္ကန့်၈၀စက္ကန့်၈၀စက္ကန့်လောက်ကြိုးရပန်းရှိမှနေတိုင်းထိကျမှန်တဲ့လက်သီးတစ်လုံးကိုစားရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာ။ဒါဘယ်လောက်ထိကြိုးရပန်းအနေနဲ့လက်သီးထွက်တာများလဲပြီးတော့ထိကျကတိကျလဲဆိုတာကိုကျွန်တော်ပြောချင်တာ။ဒီ significant strike ဆိုတာကဗျာကြိုးရပန်းဘက်ကထိုးတဲ့အကြီးအတွက်ကိုပြောတာမဟုတ်။ပြိုင်ဘက်ကိုထိတဲ့အကြီးအတွက်ပါ။ဒီလိုကြောင့်မလို့ဒါ၆၀စက္ကန့်၈၀စက္ကန့်နေတိုင်းပြိုင်ဘက်ကိုလက်သီးတစ်လုံးထိအောင်ထိုးနိုင်တဲ့ဆွမ်းရည်ကလုံးဝပေါ်သေးသေးမဟုတ်ဘူး။ ပြန်ဂျိုဂျွာဘန်က UFC မှာလက်ရှိနိုင်ပွဲတွေအများကြီးရထားရဆိုပေမဲ့သူ့ရဲ့ grappling ပိုင်းပြီးတော့လက်ဖမ်းပိုင်းကအဲ့လောက်ကြီးအတွေ့အုံရှိသေးရမဟုတ်ဘူး။ဒါပေမဲ့သူ့ရဲ့ boxing skill ကတော်တော်လေးကိုကောင်းလွန်အားကြီးရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီနဘန်းပိုင်းနဲ့ဂျူချက်စုပိုင်းတွေမှာအားနည်းတဲ့အားနည်းချက်တွေကိုတော့မှဖြည်းဖြည်းချင်းကာပါဖြစ်သွားတဲ့အနေအထားတစ်ခုလို့ပြောလို့ရပါတယ်။ဥပမာပေးရရင်ဒီနဘန်းသမားတွေနဘန်းအရန်ကောင်းလို့ရှိရင်သူတို့ရဲ့ striker မှာနည်းနည်းတက်လာတဲ့ပုံစံမျိုးပဲ။ဂျူချော်ဘန်ကကြတော့လက်သီးပိုင်းတော်တော်လေးကောင်းတဲ့အချိန်မှာဒီတိတ်တောင်းတစ်ဖက်ပိုင်းတွေမှာပါအများကြီးတိုးတက်လာ။ ဘာလို့လဲဆိုတော့ဗျပြိုင်ဘက်ကကိုယ့်ရဲ့လက်သေးတွေကိုတောက်လျှောက်ကာကွယ်နေရတဲ့အချိန်မှာဆိုရင်သူဘက်ကတိုက်စစ်စင်တာကခန်းစစ်အနေထားကြီးပဲဖြစ်နေတယ်။ခန်းစစ်အနေထားကနေလုံးမှုစ조사ရတယ်ဆိုလို့ရှိရင်တိတ်တောင်းကာကွယ်ရပို့လွယ်ပါဒီအတွက်ကြောင့်မလို့လဲမတ်ဆော်လိုဝေးမှာဆိုလို့ရှိရင်လည်းတော်တော်ကြီးကိုကောင်းတဲ့တိတ်တောင်းတဖန်နေရှိနေရဖြစ်ပါဒါမတ်ဆော်လိုဝေးနဲ့နည်းနည်းလေးအလားတန်တူပဲလို့တော့ပြောလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့မတ်ဆော်လိုဝေးကတော့ဒါခြေခံပိုင်းနေနေတော်တော်လေးထွက်တဲ့အတွက်ကြောင့်မလို့ဂျူရှော့ပန်ကတော့ဒီပိုင်းလေးတွေတော့အများကြီးရော့ထပ်ပြီးရောလေးလာအောင်မယ်လို့တော့ကျွန်တော်စိတ်နဲ့မြင်ပါ ဘယ်လိုပဲနေနေဒီလိုမျိုးအရန်ကိုကောင်းတဲ့ record တစ်ခုကိုကင်မြောက်ပြနိုင်နိုင်ရဆိုတာကဒီအသက်23နှစ်အရွယ်မှာဆိုရင်တော်တော်လေးကိုမလွယ်ပါဘူးဂျိုရှော့ဖန်ကလည်းဒီလိုမျိုး record တွေအတွက်ကြောင်းမလို့ UFC ကစောင်းပေးလာတယ်ပြီးတော့ပို့ပြီးလက်တည်ထားမိလာတာဖြစ်ပါအဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဂျိုရှော့ဖန်အနေနဲ့လက်ရှိချိန်မှာဒီ significant strike အချက်950ကိုခုနှစ်ပွဲတွဲမှာရအောင်ယူပြီးတော့အမြန်ဆုံးစံချိန်တင်ထားတဲ့အကြောင်းကိုအဓိကပြပြပေးသွားတာဖြစ်ပါ ားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပြပါအားလုံးကိုကျေးဇူးတင်ပါ